ီနေ့မှာတော့ဆရာဖုံးရဲ့မှတ်တောင်းမိသမျှရေရာတဲ့အကြောင်းကိုပြောပြခြင်းပါလေပထမဦးဆုံးပြောချင်တာကသရေရှင်တမျှအရေးကြီးတဲ့ကိစ္စလေးမှာတုံးရမယ်ယုကဆိုးရေရာ ဆိုတဲ့အကြောင်း ပြောပြခြင်းပါလေဒီရေရာကတော့အားနေတစ်ခုခုဆိုတိုင်းမလုပ်ပါနဲ့ဒါဟာအင်မတန်မှအရေးကြီးမှလိုအပ်မဲ့ရေရာပါအခုရတရားကိုအမှန်တကယ်လိုအပ်မှသာအသုံးပြုသင့်ပါလေ ။ဟိုးရီလိုချင်သူတွေအလုတ်ကန်လိုချင်သူတွေဝန်ထမ်းတွေနေရာကောင်းရစေဖို့နေရာပြောင်းအလုတ်ပြောင်းကိစ္စတွေယာတို့တိုးချင်သူတွေအိမ်ကားကိစ္စတွေအလုတ်ကန်အဆင်ပြေချင်သူတွေအခြေရေးအိမ်တော်ရဲ့အဆင်ပြေချင်သူတွေအကျွေးတောင်းမရသူတွေအကျွေးပြန်ဆက်ချင်သူတွေငွေကြေးကူညီလိုအပ်သူတွေဘလောက်ခက်ခဲကိစ္စမဆို ရုပ်ကဆိုးရတရားပြုလုပ်လို့ရပါတယ်။တပင်ကြီးလေးနောင်ပင်ကြီးလေး ယောဂဆိုးဟာအသက်ကြီးလေဖုံးတကူကြီးလေပါယောဂဆိုးငယ်တွေကတော့လုံနိုင်တာနေပါလေယောဂဆိုးကြီးတွေကအများကြီးလုံနိုင်ပါလေယောဂဆိုးကြီးတွေပုံစံဟာမျက်ခွန်တွေပြီးပြီးမျက်စိပေါ်အုပ်နေတယ်မမြင်ရဘူးနောက်ပြီးယောဂဆိုးကြီးတွေဟာလူတွေပြောတာကိုသိမကြားရဘူးလေမြင်လဲသိမမြင်ရဘူးအနံ့ခံအာရုံလုံးကောင်းကြတဲ့ယောဂဆိုးငယ်တွေကမြင်တတ်ကြတဲ့ သူတို့လုံပေးနိုင်တာနေပါလေရုပ်ဆိုးကြီးတွေဟာတက်တန်းရှည်တွင်နေမှာရှိတယ်နေထက်လာတာ ਨੇ သူတို့ကမရှိတော့ဘူးသူတို့ကိုသွားပြီးတော့တိုင်တဲဆူတောင်းခြင်းရယ်လက်နက်9နိုင်မထိုးခင်မှာလူခန်းဆူတောင်းရပါလေလက်နက်9နိုင်ချက်တော့ချရအောင်ကောင်းညင်းပေါင်းပူပူလေးသွားလှူရပါလေထញ្ញက်ခဲလက်ထည့်လို့ရပါလေရုပ်ဆိုးတွေဟာကောင်းညင်းပေါင်းကြိုက်တယ်ကောင်းညင်းပေါင်း ွားတင်တာနဲ့အနဲ့ရပြီးသူတို့ကလာပါတယ်လူတန်းလာဆိုရင်တော့စားတော့တယ်ပြီးရင်တော့လူတန်းသူရဲ့အခက်ခဲကိုကြည့်ပြီးအစဉ်ပြေအောင်ရုပ်ကဆိုးကြည့်တဲ့တွေကကိုညီပန်ပိုးပေးတဲ့အဲ့ဒီလိုလူပြီးတဲ့အခါရောင်ရွက်တွေကိုခိုးရောင်ရွက်ပေါ်မှာဖျောင်းလိုက်ထွားပါလေဒီနေ့ရှစ်တိုင်ထွန်ရပါလေရှစ်ရက်ထွန်ရပါလေဒီလိုဖျောင်းနိုင်ပြီးထွန်နိုင်ထွန်နိုင်အပြင်မှာရှိတဲ့ရုပ်ကဆိုးနံမျိုးတိုင်တယ်ပြီး မိမိပြည်တနာအသေးစိတ်ကိုတွတ်တွတ်ရွတ်ဆိုဆုတောင်းရပါလေ။သဘေမှာရုပ်စုပ်ပုဂ္ဂိုလ်ဟာမိမိပြည်တနာကိုဖြည့်ရှင်းပေးနိုင်တဲ့အစွမ်းရှိရင်လေအစွမ်းရှိတဲ့ဤစိတ်ဟာပင်မယုတ်စိုးဟာတဆင့်အကြောင်းချပေးပါလို့တွတ်တွတ်အပူကကပါလေ။ပြောရရင်ဆုတောင်းရပါလေ။နောက်ပြီးတော့ယုတ်ကစိုးကာရောင်း49ခုအချုပ်ကပါလေအာဂါဒဌာနပုံမထာစာ ရုခထာစာမဟိတိကအိဒိမန္တောစာရေဒီဝါမန်ပါလီတုပရိစီတန်လို့49ခေါရှိပါတယ်။ဘလောက်ကြီးမားတဲ့ခက်ခဲပြဿနာဖြစ်စေဒီယတနာဒီယရိယာတာပြုလို့ပြည်လဲတာများပါတယ်။အနိနာကညောင်းမင်းကြီးမရှိသူတွေမိမိနေထိုင်ရာအိနိနာမှာတစ်ပင်ကြီးတစ်ပင်မှာသာပြုလို့ရပါတယ်။ဒါအင်မတန်မှအရေးကြီးတဲ့ယရိယာဖြစ်ပါတယ်။ စုတုံးပြီးတဲ့ယုတ်ကဆိုးနဲ့မြင်ကြီးတွေကကြိုက်ဝမ်းဖျားအင်္ဂါထောင်းအဖားယုတ်ကဆိုးမေကြိုက်ကလုတ်ဖျားတောက်ကြထောင်းအဖားယုတ်ကဆိုးမေတာရုကံဖျားတနင်္လာထောင်းအဖားယုတ်ကဆိုးမေမုတ်ထောဖျားပုကူပုထူးထောင်းအဖားယုတ်ကဆိုးမေတို့ဖြစ်ပါလေစုတုံးပြီးတဲ့ယုတ်ကဆိုးနဲ့မြင်ကြီးတွေပါအသေးဖွဲကိစ္စကိုလှုပ်ချင်ထက်အင်မတန်မောက်မိမိအတွက်အရေးကြီးတဲ့ကိစ္စတွေကိုပြုလုပ်စုတုံးတင်တယ်လို့သာကျွန်တော်အနေနဲ့ယူဆမိပါလေ နောက်ထပ်ယတရားတစ်ခုပြောခြင်းတယ်ဗျဒါကတော့အဘဆရာကြီးမင်းသိန်းခါရဲ့ပေးတဲ့ယတရားပါအဘဆရာကြီးမင်းသိန်းခါပြောသလိုကျွန်တော်အနေနဲ့တင်ဆက်ပေးခြင်းပါတယ်အဘဆရာကြီးမင်းသိန်းခါကိုတခါတုန်းကဆရာကြီးစီကိုသူ့ရဲ့တပည့်တယောက်ကကဲပါဦးကုပါဦးဒုက္ခတွေရောက်နေပြီဆိုပြီးရောက်လာပါတယ်လူလိန်ခံရတယ် ပြဿနာပေါင်းစုံတက်တယ်အိမ်လဲပေါင်းထားတယ်နောက်ပြီးတော့ဒုက္ခတွေအများကြီးရောက်တယ်အဲ့တော့သူ့တပည့်ဟာတဲ့ခွက်ဆွဲရတော့မယ်လူကြီးမျိုးကြီးဘာကိုပြောပါလဲနောက်ပြီးတော့အကျိုးတွေလည်းအများကြီးပဲတဲ့နောက်ပြီးတော့လူကလည်းဒုက္ခပေးနေတယ်တဲ့ဒါကြောင့်အဘရဲ့ကေဘောင်းဆိုပြီးနဘူနဇာလောက်ပါလေအဲ့မှာအဘဆရာကြီးမြင့်တဲ့ခါက မင်းကိုဒုက္ခပေးတဲ့ကောင်ဒုက္ခမပေးနိုင်အောင်လုပ်ဖို့တဲ့ဒီအခင်အားတွေကိုတဲ့ကျွေးပကံပြနှခမ်းမှာပတ်ဝန်းပြီးရှိရမယ်တဲ့ဘာအခင်အားတွေလဲအပါဆိုတော့အာအာအီအီဥဥအေအအော့အော့အန်အားဆိုတဲ့တနင်းကွနေနံစာဆက်နှလုံးကိုကျွေးပကံပြနှခမ်းမှာပတ်ဝန်းပြီးရှိရပါမယ်တဲ့ထင်အောင်ရေးရပါမယ် အကံပြားလင်ကောင်မှာဖျောင်းနိုင်တဲ့တိုင်းထုံးပါပြီးတော့အဲ့ဒီအတန်ထွက်စနေလုံးကို28ခေါရွှေစပါဖျောင်းနိုင်မျိုးကိုလက်ဖွားနှစ်ဖက်နဲ့ရိုက်တက်ရပါမယ်ရိုက်တက်တဲ့အခါမှာဒီပုဂ္ဂိုလ်ငါ့ကိုဒုက္ခမပေးနိုင်ပါစေနဲ့လို့ပါဇက်ကဆိုရပါမယ်အဲ့ဒီလိုလုပ်လိုက်ရင်ကိုယ့်ရဲ့ဉာဏ်သူဟာကိုယ့်ဒုက္ခမပေးနိုင်တော့ဘူးလို့ပြီးအပားဆရာကြီးမြင့်တဲ့ခါကလမ်းညွှန်လိုက်ပါလေဒါနဲ့ပဲ အဘဆရာကြီးစီအပူကတ်တဲ့တဖက်လည်းပြန်သွားပါတယ်။၅ရက်လောက်ကြာသွားပါတယ်။၅ရက်ကြာတော့ပြန်လာပါတယ်။အဘပီတဲ့ပကံပြားပေါ်ကသရဆက်နှလုံးကတော်ဆွမ်းလာပဲ။ကျွန်တော်အနေနဲ့အိမ်ပေါ်ကလည်းစဉ်းပြီးဖို့မလိုဘူး။ဒီတော့တွင်မှလည်းကျွန်တော်ကအိမ်တော်တော်မှထွက်ကြလာသေးတယ်။နောက်ပြီးတော့ကျွေးတွေလည်းကျွန်တော်တင်နေတာကိုဆက်နိုင်တယ်တဲ့။ ဒီကိစ္စတွေကအဖိုင်းရည်တရားတွေကြောင့်ပါလို့ပြောပါလိမ့်။သူကထမေးပါတယ်အဖိုင်းရည်တဲ့ပကံများပေါ်ကစာစစ်နှလုံးဟာတခြားနေရာမှာတုံးလို့ရတာလေ။ဉာဏ်ရှိသူတို့တုံးလို့ရတယ်ငါလူကြီးလို့ကျွန်တော်ကပြောတော့သူလည်းပြန်သွားပါလိမ့်။နောက်တစ်ပတ်လောက်ကျတော့မောင်မောဟာသူ့လုပ်ငန်းဆောင်တာတွေအားလုံးအဆင်ပြေပြီးအကျွေးတွေလည်းတဖြည်းဖြည်းချင်းဆက်နိုင်ကြအောင်ဝမ်းမြောက်ဝမ်းသာပွဲတည်ရပါတော့တယ်။ ဒါကအပေါင်းဆရာကြီးမင်းသိန်းခါရဲ့ထူးခြားလာတဲ့ပကံများပေါ်ကသရစနှလုံးဆိုတဲ့ကြေတရားအကြောင်းပါ။နောက်တစ်ခုလည်းပြောချင်တယ်ဗျ။မိမိကိုယ်တိုင်စီမံနိုင်တဲ့အစွမ်းထမြင့်တဲ့လက်ခုံမိတိုင်ရတရားပါ။ဖျောင်းနေတဲ့တိုင်ကိုစားရတယ်မှမဟုတ်တန့်စင်တဲ့ရေစင်ရင်မဲနဲ့ပထမဦးဆုံးစေကျော်တန့်စင်ပါ။အဲဒီနောက်၆တွေ့စီဖို့အရေးမှခဏခဏလှမ်းပေးပါ။နောက်ပြီးတော့ဖျောင်းနိုင်မှာဒီပုံမှာပါတဲ့အတိုင် စတုတီတန်စတုလာပန်လို့အချုံတစ်ခုခုနဲ့ရေးပါ open နဲ့လည်းရေးလို့ရပါလေရေးတဲ့အခါအထက်ကနေအောက်ကိုရေးပေးရပါလေတတိုင်းတတိုင်းထုံတိုင်းလက်လာပါနဲ့ပတ်သက်ပြီးထူးထူးကဲကဲခံစားရပါလေဘုရားဘာသာဝင်တွေဖို့အိမ်ဖျားမှာအေးပူဇော်ကတ်လုပ်ပြီးထုံတိုင်းပါလေအလုံးကျိုးပေးထူးတဲ့မဟုတ်တာအင်းရဲ့အင်းဆန်ဖြစ်ပါလေမထူးသူမရှိပါဘူးငွေကြေးခက်ခဲတဲ့ပြည်လေတဲ့ ကျွေးမိကိစ္စတွေအဆင်ပြေချုံးမှုတယ်အစားတော့မပူပါဘူးငွေကြေးကြောင့်မိတ်နိုင်မစားနိုင်ဒုက္ခမများဘူးမိမိလုပ်ငန်းကိုအားပေးမဲ့သူမရှိလို့ညစ်နေရတဲ့စိတ်ကနေကင်းဝေးတယ်အားပေးမဲ့သူတွေပေါ်တယ်ထိကံငွေကံတိုးပါတယ်အဆက်ဆက်ရင်ရအဆင်ပြေချုံးဝေးပြီးမျက်နှာသာပေးခံရတယ်တဟလွေကူရိုးရှင်တလောက်အင်မတန်မှအစွမ်းထက်ရတရားတစ်ခုဖြစ်ပါလေနောက်ရတရားတစ်ခုပြောချင်တယ်ဗျာ ရောရှိအသက်တွက်ကချက်အလူဒါနဆက်တဲ့လူတိုင်းလူတိုင်းဟာမိမိတို့လက်ရှိ ရောက်နေတဲ့အသက်ပိုင်းချောင်းသိရင်မြမရောရာပြည်တွင်ပညာရာအတွက်ချက်ပြီး အလူဒါနဆက်ပေးဖို့ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးဖို့လိုပါလေတွေ့ရမယ့်နေရာမခတ်ပါဘူးကိုရောက်နေတဲ့အသက်ကို6နဲ့မြောက်ပါရလက်ကို9နဲ့စားပါရလာတဲ့အကျွင်းပေါ်မူတည်ပြီး လူတိုင်းရမဖြစ်စေတဲ့ကိုပြောပြလိုက်ပါလေ။လာပြည့်နေ့မှာလူပါကပိုးချိုးထူပါလေ။လာပြည့်နေ့မဟုတ်လဲဂျားရက်ဒီမှာလှူရင်လည်းအကျိုးမရောက်ပါဘူး။ဒီလူဒါနာပြုတဲ့အတွက်အကျိုးတရားခုနှစ်ပါးခံစားပါလေ။နံပါတ်1အမှုခင်းတွေကိုအောင်းနိုင်တယ်။နံပါတ်2လိုရဆန္ဒပြမြောက်တယ်။နံပါတ်3ပြိုင်ဘက်ပေါ်မှာအနိုင်ရတယ်။နံပါတ်4ဖုန်းတကူကြည့်မှလည်း နံပါတ်5ရာထူးကုန်သိန်းတို့လည်းစီးစင်ဥစ္စာခံစားရတယ်။နံပါတ်6ဩဇာအာဏာတကူထက်မြက်ဆူရှာတယ်။နံပါတ်9ရန်ပေါင်းအောင်းနိုင်တယ်ပေါ့ဗျာ။ဒီအကျိုးတရားတွေအများကြီးရပါတယ်။ဥပမာပြောရရင်ဗျာ အသက်30အရွယ်ဝန်းကျင်လူတစ်ယောက်ပေါ့။သူ့အသက်6နှစ်မြောက်ပါ180ရတယ်။ရလနဲ့180ကိုခုနှစ်နဲ့စားပါ9ကျွန်းပါလေ။ဒီကျွန်းပုံမူတည်ပြီးကုလူတန်းရတဲ့ပစ္စည်းဖြစ်ပါလေ။ တစ်ကျွင်းရင်တော့ငပြောသေးကိုအလူဒါနာပြုပါနှစ်ကျွင်းရင်မုံမျိုးစုံအလူဒါနာပြုပါသုံးကျွင်းရင်နွားလို့အလူဒါနာပြုပါလေးကျွင်းရင်အင်းဥကစုံဥအလူဒါနာပြုပါငါးကျွင်းရင်ထညက်ကိုအလူဒါနာပြုပါခြောက်ကျွင်းရင်မကြီးဖြော်ရဲ့အလူဒါနာပြုပါသုံးညကျွင်းရင်တော့လက်တုပ်တစုံအလူဒန်းပေးပါလို့သိရပါတယ်အင်မတန်မအစွမ်းထမြတဲ့နည်းလေးတစ်ခုပါဗီဒီယိုရည်ရည်အကြောင်းကိုလိလမင်းသမီးကဖော်ပြတာပါနားဆင်ပြီးတဲ့အတွက်ထူပဲ Jésus demande bien.